ချင်းပြည်နယ်အင်းတော်ကြီးဒေသနှံမွမြို့အနီးရှမ်းနီပြည်သူစစ် SNA တပ်နဲ့ KIA ကချင်းလွတ်လိုက်တပ်မတော်တိုက်ပွဲဖြစ်ပြီးပြည်သူစစ်၅ဦးသေတယ်လက်နက်တချို့သိမ်းမိတယ်လို့ The 74 Media ကဖော်ပြပါတယ်။ April 17မနက်၈နိုင်ကမ်းမှာ SNA တပ်ကနှံမွမြို့အနီးမှာရှိတဲ့စနင်းကုန်းကျွရဘက်ကစစ်ကြောင်းထိုးလာတဲ့အတွက် KIA ဘက်ကတိုက်ခိုက်တယ်လို့ဆိုပါတယ်။ တိုက်ပွဲဖြစ်တဲ့စနွင်းကုန်းအင်းသာစတဲ့ကြေးရွာတွေဟာအင်းတော်ကြီးကအရှိပဲချမ်းနတ်မွန်မနုခေါ်လမ်းပေါ်မှာတည်ရှိပါတယ်။ဒီဒေသမှာစစ်ကောင်စီတပ်နဲ့ရှမ်းပြည်ပြည်သူစစ်တွေဖေဗူရီကလေးကစစ်အင်အားဖြည့်နေပြီးအခုရှေ့ကိုထတ်တိုးလာတဲ့အတွက်တိုက်ပွဲဖြစ်တာလို့ဖော်ပြထားပါတယ်။ရှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရွာငံအောင်ပန်းလမ်းကိုတော်လိုင်းတပ်တွေက ဧပြီ17ရက်မနေ့ပိုင်းမှာစစ်စည်ရေးလုပ်နေစဉ်ကားတစီးမရက်ပဲနောက်ပြန်ဆုတ်ထွက်ပြေးတဲ့အတွက်ပြစ်ခတ်ရမှာစစ်ဘုတ်တူးသေးဆုံးတနက်တလဲရရှိတယ်လို့ DSNDA ဒနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်ကသတင်းထုတ်ပြန်ပါတယ်ကားကိုစစ်စည်တဲ့အခါသေဆုံးသူဟာစစ်ကောင်စီတပ်ကဗိုလ်ကြီးမျိုးစော်တန်းဖြစ်တယ်လို့သက်တည်ကအထောက်အထားတွေတွေ့ရပြီး ပစ္စတိုသနတ်တလဲနဲ့အသုံးဆောင်ပစ္စည်းတွေသိမ်းဆည်းရမိတယ်လို့ဖော်ပြထားပါတယ်။မကွေးတိုင်းပခုတ်ကူမြို့ဆက်မှုဇုံယထာဘူရာနဲ့အင်ဗျူတော် KTV အနီးကိုရောက်လာတဲ့စစ်ဘက်အရာရှိတူရဲ့ကားကိုတော်လိုင်းတပ်တွေကကြားပြတ်တိုက်ခတ်ရမှာစစ်ဘုံနဲ့ KTV ပိုင်ရှင်သေဆုံးသွားတယ်လို့ Earthquake People's Defense Force ကသတင်းထုတ်ပြန်ပါတယ်။ ဧပြီ30ည9နိုင်ကမ်းမှာတိုက်ခိုက်တာဖြစ်ပြီးသေဆုံးသူဟာအမှတ်24ကာကွယ်ရေးပစ္စည်းစက်ရုံ ကပ္ပစ24ကဗိုလ်မှူးတော်စင်ဦးဖြစ်တယ်လို့ဆိုပါတယ်ဒီစစ်စင်ရေးကို Earthquake People's Defense Force နဲ့အတူ Thurentr Hunter PKU ပခုတ်ကူကိုင်တရင်နှစ်မြိုင်ပကဖအပါဝင်ဒေသခံတပ်တွေပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ် ထိုင်းမြန်မာနေဆက်ကုံသွေးရေးအတွက်အရေးပါတဲ့မောတောင်လမ်းမကြီးကိုထိန်းချုပ်နိုင်ရေးနယ်မြေရှင်းလင်းတိုက်ပွဲမှာစစ်ကောင်စီဘက်ကတရုတ်နိုင်ငံသား drone ပညာရှင်၅ဦးရဲ့အကူအညီနဲ့တိုက်ခိုက်နေတယ်လို့ KNU ကမျိုးသားအစည်းအရုံးဘေးတဝဲခရိုင်တာဝန်ရှိသူတူကပြောပါတယ်ဒီတရုတ်နိုင်ငံသား drone ပညာရှင်၅ဦးဟာဧပြီ9ရက်မှာမောတောင်မြို့နယ်အတွင်းမှာရှိတဲ့အမှတ်981ချင်းမြန်တရင်တပ်စခန်းစီရောက်လာပြီး အဲ့ဒီစခန်းထဲကနေ drone တွေလွှတ်ပြီးတော်လိုင်းတက်တွေတီးရှိတဲ့နေရာကိုကင်းထောက်ကာမြေပြင်တက်တွေကို တိုက်ခိုင်းနေတယ်လို့ဘေးဒွေခရိုင်တွေးရင်မူပဒူစောအင်နာက KIC Grand Information Center ကိုပြောပါတယ်ဒီလမ်းကြောင်းကိုရှင်းလင်းရေးလုပ်နေတဲ့စစ်ကောင်စီတပ်နဲ့တော်လိုင်းတက်တွေကြားသီးခိုကျေးရွာအနီးမှာပြီးခဲ့တဲ့ရက်ပိုင်းကတိုက်ပွဲဖြစ်ပြီးစစ်သား12ဦးသေပြီး လက်နက်ခရဲတချို့သိမ်းဆီးရမိကြောင်း KNU ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။ပဲခူးတိုင်းကြောက်တကားမြို့နယ်ပဲနယ်ကုန်းနတ်တန်ကွင်းလမ်းပေါ်မှာရှိတဲ့စစ်ကောင်စီစခန်းကစစ်သားတွေတဦးဟာ MA1 သရံတလက်နဲ့အတူဧပြီ9မှာတော်လိုင်းတက်တီထံခိုးလုံလာတယ်လို့ပဲခူးခရဲအမှတ်နှစ်တရင်ကသတင်းထုတ်ပြန်ပါတယ်။ဒီစစ်သားဟာစစ်မှုမထမ်းမနေရဥပဒေကြောင့်ဖမ်းဆီးခံရပြီးတတ်သေးရောက်သွားသူဖြစ်တယ်လို့ဆိုပါတယ် သူ့ကိုတာဝန်ရှိသူတွေကကြိုးဆိုပြီးလက်နက်အတွေ့ကတူးစုငွေ70တိချိမိလိုက်တယ်လို့ဖော်ပြထားပါတယ်။အလားတူစကိုင်းတိုင်းဆလင်းကြီးမြို့နယ်မြို့မရေစခန်းကဒုတိယတက်ချက်တူမိသားစုနဲ့အတူဧပြီ6မှာပြည်သူ့ရင်ဝင်ခေလွန်လာတယ်လို့ရဲမပင်ခရိုင်အမှတ်16တရင်ကသတင်းထုတ်ပြန်ပါလေ။ G3 သနတ်တလဲနဲ့အတူရောက်လာတဲ့ရဲဒုတိယတက်ချက်နဲ့မိသားစုကို 台湾是独立的，叫做为“捷运系统”，公车前面来台了，旁边台湾的格喵。